စီပုဂံတွေကိုလက်မပြေပဲနဲ့ဒီလိုမျိုးကြက်တုံမဲဆိုင်ဖို့တုံလို့ရပါတယ်။အရင်ဆုံးတန့်စီအောင်စီထားတဲ့စီပုနဲ့လျှက်ရှိခဲတံကိုအပူပေးပြီးတော့စီပုကိုလည်းကနေပိုင်ဖြတ်လိုက်ပါမယ်။ခဲတုံတန်နဲ့ဘူးပေါ်ကိုတပတ်ပတ်ပြီးတော့အပူပေးလိုက်ရင်အလွယ်တကူဖြတ်ထုတ်လို့ရသွားပါလိမ့်မယ်။ခဲတုံတန်ကိုတုံရတဲ့အကြောင်းကတော့သူ့ကိုတုံပြီးဖြတ်ထားတဲ့အနာသာကပြပြဝဝရှိပြီးတော့ပုံစံပြောင်းလဲမလွယ်ပါဘူး။လက်ကင်ကိုဖြုတ်ယူထားမယ်ဆိုရင်တော့တခြားနေရာအတွက်အသုံးပြုလို့ရပါတယ်။အဖုံးပေါ်မှာပေါက်လေးတစ်ခုဖောက်ပေးပြီးတော့အဝေးစားတစ်ခုကိုအထုံးတစ်ခုထုံပေးထားလိုက်ပါမယ်။ အဲဒီနောက်ပူဖုံးလေးကိုထည့်ပြီးတော့ခိုင်အောင်လုပ်ပြီးတော့ပူဖုံးကိုပြန်ပိတ်ထားမယ်ဆိုရင်ပန်းအိုးလေးကလေဝင်လေထွက်ကောင်းပြီးတော့ရေဒီမိုးနေသလိုအပင်ကိုကြီးထွားစေနိုင်ပါ ರೀ လက်ကင်တစ်ခုကိုပုံးရဲ့ပေးနှစ်ဖက်မှာတက်လိုက်မယ်ဆိုရင်တော့လှုပ်ရှားရပိုအဆင်ပြေပါ ರೀ အပေါက်ဖောက်ပြီးတဲ့နောက်ဇစ်တိတ်နဲ့ခိုင်အောင်တုတ်ပေးလိုက်ပါမယ်ဇစ်တိတ်မရှိဘူးဆိုရင်တော့နန်းချိုးမြင်သုံးလို့လည်းရပါ ರೀ ပူတဲ့ကိုရေထည့်ပြီးတဲ့နောက်နှစ်ခုကိုထပ်ပြီးတော့ချက်တော်နီစိုက်ပေးလိုက်ပါမယ်ရေလောင်းပေးလိုက်ရင်တော့ရေတစက်စက်ကျမနေတဲ့ဟင်းရွက်စိုက်ပန်းအိုးကိုရပြီးဖြစ်ပါ ರೀ တကယ်ကိုမှလောက်ရအဆင်ပြေပြီးတော့အတုံးလဲဝင်ပါရီစီဘူးဟွန်ရဲ့ဖင်ကိုဖျက်ထုတ်ပြီးသွားရင်အဖိုးကိုဖွင့်ပြီးတော့ကက်ကြီးနဲ့အဆုတ်ကိုဖဲထုတ်လိုက်မယ်ဆိုရင်တော့ဖြုတ်ရတာလွဲကူပြီးတော့လက်လဲမညစ်ပတ်တော့ပါဘူးအဲ့နောက်နောက်ထပ်တဘူးပေါ်တင်ပြီးတော့ကရော့အနေနဲ့တုံးမယ်ဆိုရင်အရန်အဆင်ပြေပါရီဒုတိယလက်မျိုးကတော့ဘူးကွန်ကိုအလဲကနေဖျက်ထုတ်ပြီးတော့အပေါ်ပိုင်းကလက်ကင်နေရာမှာ2စင်တီမီတာအကျယ်မြောင်းလေးဖောက်ပေးလိုက်ပါမယ် ဖုံးကိုဖွင့်ထားမယ်ဆိုရင်မြေကြီးပူးလုပ်လို့ရပြီးတော့အဖုံးပိတ်ထားမယ်ဆိုရင်တော့ရေထည့်လို့ရပါပြီ။ဝရန်နာမှာချိန်ထားမယ်ဆိုရင်အမြင်လှပြီးတော့နေရာစားလဲတက်တာစီပါပြီ။မြေဖို့ကြောင့်မှာချိန်ထားမယ်ဆိုရင်တော့တူရီထည့်သုံးလို့ရပါပြီ။ပူအောက်ဖက်ကိုလည်းဖြတ်ထုတ်ပြီးတော့ဝရန်နာမှာပန်းမင်ချိတ်ဆိုင်လို့လည်းရပါပြီ။စီဘုကုံကိုအစာကျွေးတဲ့ကရိယာတစ်ခုအနေနဲ့အပေါက်တစ်ခုဖောက်ထားပြီးတော့လောင်အိမ်မှာချိန်ထားမယ်ဆိုရင်အရန်ဆင်ပြေပါပြီ။အဲလိုဆိုရင်တော့တိရစ္ဆာန်ကြီးအစာစားတဲ့အခါဖိတ်ဆင်ပြီးတော့အနေအထားနဲ့ပြန်မကျဲနေတော့ပါဘူး။တန်ရှင်းလောက်ရတာကလည်းအဆင်ပြေပြီးတော့ ဖြုတ်ယူပြီးတော့အဖုံးဖွင့်လိုက်ုံနဲ့စေကြုံနေပါလိမ့်။စီဘူးကုံကိုရောက်ထိုးမှပြီးတော့လက်ကင်ပေါ်မှာအဝိုင်းပေါက်တစ်ခုဆွဲချပေးလိုက်ပါမယ်။အဲဒီနောက်မှာဓားနဲ့အရာတိုင်းဖြတ်ထုတ်ပေးလိုက်ပါမယ်။လက်ကင်မှာ2စင်တီမီတာကျယ်မြောင်းလေးဖောက်ပေးလိုက်မယ်ဆိုရင်တော့ရိုးရှင်းတဲ့တိရစ္ဆာန်အစာကျွေးကွက်လေးရပါပြီ။ငါးကံပြည်လုံးနေငါမျိုးပထမနီလန်းအတွက်ပုံစံတူရေဘူးနှစ်ခုရဲ့အပေါ်ပိုင်းကိုဗီဒီယိုထဲမှာပြထားသလိုဖြတ်ထုတ်လိုက်ပြီးနှစ်ခုကိုတွဲပေးလိုက်ပါမယ်။အနားတစ်ခုဆက်တဲ့နေရာမှာအပူချောင်းနဲ့အပေါက်ထိုးပေါက်ပြီးတော့ zip tape နဲ့တင်းတင်းကြပ်ကြပ်ချီထားပေးလိုက်ပါ အပေါ်ဘက်မှာခဝိုင်ဝိုင်အပေါက်တစ်ခုဖောက်ထုတ်ပြီးတော့ကြောဘက်မှာတော့အပေါက်လေးတွေကိုဖောက်ထားလိုက်ရင်ရပါတယ်။ဒီလိုမျိုးဖန်တီးထားတဲ့ငါးကန်ကရေလဲတဲ့အခါမှာအဆင်ပြေအောင်မကပဲနဲ့ဗရန်ဒါမှာချိတ်ထားမယ်ဆိုရင်အမြင်လှပြီးတော့အသုံးလဲဝင်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ပလင်းကြီးတစ်ခုရဲ့မျက်နှာပြင်တစ်ခုကိုဖျက်ထုတ်လိုက်ပါကြောဘက်ကိုတော့အပေါက်လေးတွေရအောင်ဖောက်ပစ်လိုက်ပါမယ်။ဒီလိုပြုလုပ်ထားတဲ့ငါးကန်ကရေလဲရတာအဆင်ပြေပါရည်။တတိယတစ်ခုကတော့ဘုခွင့်ရဲ့အလဲမှာစတုကန်ပုံအပေါက်လေးတစ်ခုဖောက်ပြီးသွားရင်အပေါ်ပိုင်းကိုဖြတ်ထုတ်ပြီးတော့ဘိုးဘော်တင်ပေးထားလိုက်မယ်ဆိုရင်အပေါ်ပိုင်းမှာအပြင်ဆိုင်လို့ရပြီးတော့အောက်ဖက်မှာတော့ငါးမွေးလို့ရနိုင်ပါရည်။ စရုပ်ထဏီလန်းကတော့ဘူးကွန်ပေါ်မှာရေလိုင်းပုံရင်ဆွဲပြီးတော့လျှက်စစ်ခဲတိုးတံနဲ့ဖြတ်ထုတ်ပေးလိုက်ပါပြီးရင်တော့နောက်ထပ်တပိုးယူပြီးတော့အပေါ်ပိုင်းနဲ့ပလင်းဝါကိုဖြတ်ထုတ်ပေးလိုက်ပါမယ်ဘူးကွန်အပေါ်ပိုင်းနှစ်ခုကိုတွဲဆက်ပေးပြီးတော့အဲတော့ဆက်ထားတဲ့နေရာကိုကော်ယူပူလေးလောင်းပြီးတော့ခိုင်အောင်လုပ်ပေးလိုက်ပါမယ်အဖုံးမိုအသေးချာပိတ်ပြီးရင်တော့ငါမွေလို့ရပြီခင်ဗျာပြစမာနီလန်းကတော့ဘူးကွန်ပေါ်မှာရေလိုင်းပုံဆွဲပြီးတော့ဖြတ်ထုတ်ပေးလိုက်ပါဘူးအောက်ခြေကိုတော့ပန်းမွင့်ပုံပေါ်ပေးလိုက်ပြီးတော့ဖြတ်ထုတ်လိုက်ပါမယ် ဖြတ်ထားတဲ့အလဲမှာအဖုံးနဲ့အရာပေးလိုက်ပြီးတော့အရာအတိုင်းအပူချောင်းနဲ့လိုက်ဖြတ်ထုတ်လိုက်ပါမယ်။ပူကိုအခန်းထည့်ပြီးတော့အဖုံးပေးပေးလိုက်ရင်တော့ငါးမွေးလို့ရပြီဖြစ်ပါတယ်။ကိုရိုင်းဖန်တီးထားတဲ့ငါးကန်ကအမြင်လာရုံမကအသုံးလဲဝင်နေပြင်လဲလဲမကြစီလို့ကြိုင်းနေတတ်တယ်ဆိုရင်တော့အမြင်လိုက်လို့ကြည်လိုက်နော်။မတ်မွန်တီးရရင်မဲ့ပြီဆိုရင်တဘာဝအတိုင်းအရသာရှိတဲ့မတ်မွန်တီးရေခဲမုံလေးလှုပ်ရှားကြည့်နော်။လူကြီးမင်းတို့ကမတ်မွန်တီးအပြော့ကြိုက်လားဒါမှမဟုတ်အကျွတ်တီးကိုကြိုက်လား။အရသာအတွက်ကတော့ဒီနိုတကြားလုံးလေးကိုသုံးပါမယ်။ရေခဲမုံကိုဒါနဲ့လှုပ်မယ်ဆိုရင်အပြင်ကဝယ်တဲ့အရသာတိုင်းထွက်ပါရီ။ လူတစ်ကြားလုံး10လုံးကိုနွားတို့ 80g နဲ့ထည့်ပြီးတော့ပျော်ဝင်သွားအောင်လို့အပူပေးလိုက်ပါမယ်။ကျိတ်ဆက်တဲ့မမွန်သီး 200g ကြိုထားတဲ့အနှစ် whipping cream 200g နှကမောက်သီးတစ်စိတ်ထည့်ပေးလိုက်ပါမယ်။အဲလိုဆိုရင်တော့ပန်းရောင်ရေခဲမုန့်အနည်းလေးရပါပြီ။ကြေပြီးမြည်ကြီးလိုက်လို့မချိုးဘူးထင်ရင်တော့ noodles ကိုထည့်လို့ရပြီးတော့အဲ့နောက်ကိုနေတက်တဲ့ပုံစံခွက်တဲ့ကိုထည့်ပေးလိုက်ပါမယ်။လူကြီးမင်းတို့လည်းကျွန်တော်တို့ရေခဲမုံကိုနည်းနည်းပဲစားကြနေတာဆိုရင်ဒီလိုမျိုးရေခဲခဲတဲ့ပုံစံခွက်လေးတွေတုံးလို့ရပါလိမ့်ခင်ဗျာအေးခံပြီးတော့ရေခဲမုံရေခဲချောင်းရပြီဆိုရင်တော့ချောကလက်တစ်ထပ်အုပ်ပေးလိုက်ပါမယ် ောက်လက်အနေအတွက်ချောကလက်အဖြူနဲ့အုံးစီကိုသုံးစားတစားထည့်ပြီးတော့သူ့ဘော်ရေနဲ့ပျော်သွားအောင်ကြိုပေးလိုက်ပါမယ်။စတော်ဘယ်ရီမုံလေးဖြူပေးလိုက်မယ်ဆိုရင်တော့အရန်ကိုလှပါတဲ့မမွန်သီးရေခဲကြောင်လေးရပါပြီခင်ဗျာ။စားလိုက်ရင်တော့မမွန်သီးရေနံတင်းတင်းလေးနဲ့တကယ်ကိုမှစားလို့ကောင်းပါရည်။လူမျိုးရေခဲကြောင်တိတိလေးအတွက်အပေါ်ကွန်ပြုလုပ်ဖို့ကြိုထားတဲ့အနှစ်နဲ့စတော်ဘယ်ရီစိတ်လေးတွေထည့်ပေးလိုက်မယ်ဆိုရင်တော့စတူယန်ပုံရေခဲမုံလေးရလာပါပြီ။သူရတာကအပေါ်ကွန်ကျွတ်ကျွတ်လေးနဲ့အတွင်းသားနူးညံ့လို့လူချင်းမင်းတို့လည်းလိုက်လို့စားကြည့်ကြနော်။